ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီလိုအေးခဲနေတဲ့ရာသီဥတုမှာမနေ့အစောကြီးမိဖို့ကြောင့်နေမှာတော့မိမိကဘာလို့အာလူတွေကိုခွာနေရတာလဲဒီနေ့လောက်ရမယ်မင်္ဂလာရိုးရာစီစဉ်အတွက်ပြင်ဆင်နေတာများလားသူပါပဲလို့လို့ပေါ့ ဒါပေမဲ့မိဘကြောင့်ကစုညံတန်တွေကတော့မိမိရဲ့အမကြီးဖြစ်သူမတန်တားရဲ့အိတ်ဆက်ချင်းကိုနှောက်ယှက်နေပါပြီ။ဒီအချိန်မိဘကြောင့်နဲ့မှဘသူတွေစုညံနေရလဲ။အိတ်ပြစေအောင်အမတို့ရဲ့မနေ့ကအလုပ်တွေအများရှိသေးတယ်။မတန်တားဟာစောင်းကိုတင်းတင်းချုံပြီးအိတ်ဖို့ကြိုးစားပေမဲ့မိဘကြောင့်ကနေထွက်ပေါ်လာတဲ့အတန်တွေဟာသူ့ကိုအိတ်ခွင့်မပေးပါဘူး။ဒီလိုအစိုးရကိုဘသူကများပိုက်ဆံနေရတာလဲသွားကြည့်လာအောင်မယ်မတန်တာအိယာကထားပြီးမိဘကြောင့်ကိုသွားလိုက်တော့ သူညမငယ်ကအာလူတွေလှီးနေတာကိုတွေ့လိုက်ရပါတယ်။ဟေးညမဒီအေးအေးထဲမှာမနက်၄နာရီမိဖို့ကြောင့်လည်းမလုံနေရလဲ။အမကြီးတို့အားလုံးအတွက်ထမင်းချက်နေရလေ။ဟေးဒီအေးအေးထဲမှာတလောက်မနက်စောစောဘသူကထမင်းချက်တာရှိလို့လဲညမရဲ့။မေမီပေါ်အမရဲ့ကျမချက်ပေးမှာပါ။ဒါပေမဲ့ဘာလို့လဲမိုးရွာသည်ဖြစ်စေ၊ຫນွေဖြစ်စေ၊ဆောင်းဖြစ်စေကျမတို့အိမ်မှာဆိုမိနိုင်ဆိုအမြဲတမ်းထမင်းချက်ယူထုံးစံရှိရလေ။ဒါညီမရဲ့မိဘရင်မဟုတ်ဘူးရခမအိမ် အဲ့ဒါကြောင့်မနဲ့အစိုးရအိမ်ကလူတွေအိတ်တာအနောက်ရှက်မပေးပဲပိုခန်းကိုပြန်ပြီးအိတ်ပါ အမလည်းတေချာအိတ်ပြစေအမကြီးရဲ့ကျမတခါနိုးပြီးသွားရင်ပြန်မအိတ်နိုင်တော့ဘူးပြီးတော့ဒီနေ့လဲကျမရဲ့ပထမဆုံးမိဖို့ကြောင့်နေဆိုတော့နေခင်းကြလဲချက်ရအောင်ပါအခုပဲနေခင်းအလုပ်ပါဘလုတ်လိုက်မကောင်းလားငါရခမတွေတင်မကလို့အခုညီမပါငါ့ကိုစိတ်ရှော့အောင်လုပ်တော့မယ်တန်တော်ကစိတ်တူသွားပြီးတော့သူ့ခန်းစီကိုပြန်သွားပါတော့တယ်အမဖြစ်သူထွက်သွားပြီးတဲ့နောက်မှာ မိမိလည်းပင်အာလူးဆက်လှီးနေခဲ့ပါတယ်။မနက်ရှင်းနာရီလောက်မှာတော့မိမိဟာစီထမင်းပဲနီလေးဟင်း၊ဇီယာထမင်း၊ဂျလီဘီ၊တင်ကျင်၊ပလာတာ၊အာလူးကလပင်းဟင်း၊စံပြုတ်နဲ့ဟလဝါတို့ကိုပြင်ဆင်ပြီးသွားပါပြီ။ဒီချိန်မှာပင်ဒိုစောမြ၊ဦးစိုးလင်း၊မတ်ဆွေဆွေ၊ကိုမင်းမောင်နဲ့ကိုမျိုးမင်းတို့အားလုံးလည်းကြကင်ဆွဲကြရီဝစ်စင်ပြီးထမင်းစားကန်းကခုံတွေမှာထိုင်လို့မနက်စာကိုစောင့်မြုံနေကြပါတယ်။ကဲမေမီချွေးမလေးမနက်စာလေးပဲတော့ရမလဲ မိမိကလည်းမိဖို့တွေကနေလှမ်းပြလိုက်တော့တာပေါ့အစင်းသင်းဖြစ်ပါပေမေအခုပဲလာချပေးတော့မယ်မကြခင်ပါပြီမိမိကသူချန်ထားတဲ့ဟင်းလျာတွေကိုတခုချင်းစီထမင်းစားခင်းနေစပွဲပေါ်မှာခြာပေးလိုက်ပါတော့တယ်အမလေးလေးချွေးမလေးရဲ့ဒီမနက်အစိုးရမှာအများပြင်ဆင်ထားလိုက်တာအဲ့ဒါကြောင့်ပဲမနက်၄နာရီခန့်ကလေးကမိဖို့ကြောင့်ထဲမှာစူညံတဲ့နေကြားနေရတာကိုအဲ့ဒါကငါအံ့ဩနေတာဟေးမိမိမင်းပထမဆုံးမိဖို့ကြောင့်ပါပဲငါတို့အံအားသင့်အောင်လုပ်လိုက်ပါလား အကြီးမမင်းမြင်လားချွေးမအငယ်လေးဟာသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်မှာဒီလိုအေးအေးတန်ကြားတဲ့မနှက်စောရထပြီးငါတို့အတွက်ပူပူနွေ့နွေ့တွေချက်ထားပေးတာဒီပြောစရာအတွက်တရက်ကွက်လုံးအချိုးပွဲဝင်ငါလိုက်ပါလားငါသေးချာပေါက်ကိုဝင်ငါခိုင်းမှာပါဒီလိုချစ်စရာကောင်းတဲ့ချွေးမလေးကိုရာထားတာပဲချွေးမလေးမင်းရဲ့အမကဘလောက်တောင်ရိုင်းလေလေကြီးစမ်းအမေရဲ့အမကြီးကဘလို့ပဲဖြစ်ဖြစ် तू ကဒီအိမ်ရဲ့သမီးကြီးပဲလေအစားစာတွေစားပြီးမှကျမရဲ့ကြိုးစားမှုအောင်မြင်လားမအောင်မြင်ဘူးလားပြောပေးနော် ချွေးမလေးအင်းနဲ့လေးနဲ့တင်အရင်အရသာရှိတယ်ဆိုတာရှင်းနေပါလေလေအားလုံးလည်းပဲစတင်ပြီးတော့စားတော့ကြပါတော့တယ်ချွေးမကြီးကြည်စံဒါမှအရသာရှိတယ်လို့ခေါ်တာမင်းတခါတောင်ဒီလိုအရသာရှိတာချက်ဖူးရဲ့လားဟင်ဟုတ်တယ်မေကျမနှစ်ပေါင်းများစွာဘာမှမလုပ်ဘူးပါဦးအခုချိန်နေအမေတို့လေးပဲကျွေးနေရလေရောက်ခမရဲ့စကားကိုကြားပြီးမတ်တန်နာကအဲ့ဒီနေရာကနေထပြီးတော့ထွက်သွားလိုက်ပါတော့တယ်ချွေးမငယ်လေး မင်းရဲ့အမကြီးပုံစံကိုတွေ့လားအလုံးကိုကျွေးမွေးပြီးတဲ့နောက်မှာမိမိကဂျလီဘီပကံတစ်ခုကိုယူပြီးနေပူထဲမှာရက်နေတဲ့မတ္တနာစီကိုလိုက်သွားပါတော့တယ်အမကြီးဘာလို့ထပြီးဒီလိုလာလဲဒီမှာဒီဂျလီဘီကဘလို့လဲမြည်ကြည့်ပါအောင်ဂျလီဘီစားပြီးနောက်မှာမတ္တနာကညီမလေးဒီနေ့ကညီမလေးရဲ့ပထမဆုံးမိဖို့ကြောင်းလေအဲ့ဒါကြောင့်မဲလူတိုင်းကချီးကျူးနေကြပါဘောနည်းနည်းတော့ထပ်ဆောင်ကြည့်လိုက် အဲ့ကြမှာလူတိုင်းကဘလို့တွေလဲဆိုတော့ညီမသိလာလိမ့်မယ်။အမကြီးကဘာပြီးပြောနေရလဲ။ဒီချိန်မှာပဲမတန်နာရဲ့ခင်မုန်းဖြစ်သူကိုမျိုးမင်းကသူ့ခန်းထဲကဗီဒီယိုကိုဖြန့်ပြီးတခုခုရှာနေခဲ့ပါတယ်။တန်နာမင်းဘမလေး။နောက်ငါဖိုင်ကိုရှာပေးပါဦး။မတန်နာကမီမီနဲ့ရင်နေရင်။မျက်စိဖြန့်ပြီးချင်းဗီဒီယိုထဲမှာတွေ့မှာပေါ့။မတန်နာသူ့ခန်းစီသွားလိုက်တော့ ဗီဒီယိုတွေကဝက်ဆောက်တွေအလုံးကကရင်ပေါ်ပုံနေတာကိုတွေ့လိုက်ရပါတော့တယ်။မှန်ရှိမှရပ်ပြီးဂျာကင်ဝင်နေတဲ့သူခင်မုံကိုမျိုးမင်းကတော့ဗီဒီယိုတစ်ခုလုံးကိုရှာပြီးသွားပြီပေါ့။မတန်တော့သူခင်မုံကိုဒေါသတကြီးနဲ့ပြောလိုက်ပါတော့တယ်။ရှင်အခုကျမတီကိုရောက်လာပြီဆိုတော့ကျမဒီအိမ်မှာအလုပ်တစ်ခုခုလုပ်တော့မယ်လို့မထင်လိုက်ပါနဲ့။ကိုယ်အလုပ်ကိုလုပ်ပါ။ဟေ့တန်နာမင်းဒီရဲ့ဘိုင်းဘာဖြစ်နေရလဲ။မင်းလုံးဝပြောင်းလဲသွားပြီ။ကျမဒီနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် အားလုံးကရှင်းကြောင်းနဲ့မိသားစုကြောင့်ပဲဖေအခုကျမအိတ်ချင်နေပြီဒီအေးအေးထဲမှာမနဲ့အစိုးရမိမေကကျမအေးအေးပြောင်းနောက်ဆက်ပေးခဲ့တာမတန်တာကရင်ပေါ်လှိမ့်ချပြီးတော့စောင်းကိုခြုံလိုက်ပါတော့တယ်ပြီးတော့ဟုတ်တယ်ရုံမသွားခင်အခန်းကိုအရင်တိုင်းပြန်စီစဉ်ထားခဲ့နော်အိမ်တောင်ဝင်အားလုံးကိုသူ့ပခုံးပေါ်အမြဲတမ်းထမ်းကျင်နေသူကရုတ်တရက်တလောက်ပြောင်းလဲသွားမေးလို့ငါတကားမှမတွေးမိခဲ့ဘူးကိုမျိုးမင်းရဲ့စကားတွေကိုလစ်လျူရှူရင်းမတန်တာကစောင်းနဲ့ကောင်းကိုပါခြုံလိုက်ပါတော့တယ် ကိုမျိုးမင်းလေးကရင်မောကဝင်းစားတွေကိုဗီဒီယိုထဲမှာစီစဉ်လိုက်ပြီးဖိုင်ကိုမယူဘဲအခန်းထဲကထွက်သွားလိုက်တဲ့အခါမှာတော့ရှင်းဖိုင်ကပီရိုထဲကအနီရောင်ထမိန်အောက်မှာထထားတာတေချာဆိုင်တွေ့မှာပါဒါပေမဲ့မဟုတ်ဘူးရှင်းကအရာရာအလွယ်တကူလက်ထဲအရောက်လိုချင်နေတာကိုမျိုးမင်းကမတန်တားရဲ့မျက်လုံးကိုကြည့်ပြီးပြုံးလိုက်ပါတော့တယ်ပြီးတဲ့နောက်မှာဗီဒီယိုထဲကအနီရောင်ထမိန်အောက်မှာထထားတဲ့ဖိုင်ကိုယူပြီးရုံးကိုထွက်သွားလိုက်ပါတော့တယ် မတနာလေးခပ်ဖော့ဖော့ပြုံးလိုက်ပြီးဆောင်းကိုပြန်ချုံကဣပြိုသွားပါတော့တယ်မတနာသူခန်းထဲမှာဣနေချိန်မှာညမဖြစ်သူမိမိကမိဘကြောင့်နေမှာနေလိန်စာပြင်ဆင်နေခဲ့ပါတော့တယ်နေလိန်ဆန်းနှစ်နာရီမတိုင်ခင်မှာပဲမိမိဟာပင်းဟင်းဇီယာသမင်းပူရီခရမ်းကျင်သည်နနမင်းချင်းနဲ့ဟာလဝါရုကိုချက်ပြုတ်လိုက်ပြီးသမင်းစားစပွဲပေါ်ကိုတင်ထားပေးလိုက်ပါတယ်ခင်းနှန်းကြောင့်ဒိုးစုံမြဥဆူလင်းမဆွေဆွေနဲ့ကိုမင်းမောင်တို့လည်းတယောက်ပြီးတယောက်ရောက်လာကြပါတယ် ချွေးမငယ်လေးမင်းရောက်ရောက်ချင်းမိဖို့ကြောင့်တာဝန်ယူလိုက်တာပဲငါတို့တကားမှတလောက်စောစောနေ့လယ်စာမစားဘူးဒေါ်စောမြကမျက်နှာကိုကန်ထားတဲ့မတန်တာကိုကြည့်လိုက်ပါတော့တယ်မင်းရဲ့အကြီးမအမြဲတမ်းနေ့လယ်နာနာကြမှာဟင်းချက်ပြီးကြွေးတာချွေးမငယ်လေးမဲမကြီးနဲ့မပေါင်းနိုင်ဘူးသူ့စကားကိုလည်းနားမထောင်နိုင်ဘူးဟုတ်တယ်မလားမဟုတ်ရင်မင်းလည်းသူ့လိုဖြစ်သွားလိမ့်မယ်နော် ဟုတ်တယ်ညီမငါစကားကိုလုံးဝနားမထောင်ပါနဲ့ငါစီကနေဝေးဝေးနေပါ ကိုရောက်ခမတွေနဲ့ကိုချစ်တဲ့အမစကောင်နားထောင်မှာအိုက်ခါကြတနေ့မှမင်းလဲငါ့လိုပဲနှစ်နာရီကြမှာထမင်းချက်တက်လာလိမ့်မယ်မတန်နာကရီမောရင်နဲ့မိဖို့ကြောင့်စီကိုသွားလိုက်ပါတော့တယ်ကြည်စံချွေးမငယ်လေးချွေးမကြီးကငါတို့အားလုံးဘလို့ပြောနေလဲဆိုတာတွေ့လားအခုငါနားလဲသွားပြီချွေးမကြီးကအရင်ကပြင်ပမာနာလဲကြီးတယ်အဲ့ဒါကြောင့်မနဲ့တရားငါ့ကိုစိတ်တော်လုံနေတာအခုငါသူနဲ့ဝေးဝေးနေတော့မယ်ယောက်ခမတွေရဲ့ချီးကျူးတဲ့ကြောင့် ဆရာတက်ကြွနေတဲ့မိမိဟာအိမ်မူကိစ္စတွေဖြစ်တဲ့တပြက်စီလှဲခြင်းကျန်းတိုက်ခြင်းပကံစီခြင်းတို့ကိုတယောက်ထဲအကုန်လုံးကိုလုပ်ခဲ့ပါတယ်။ညစာကိုလည်းည9နာရီမှချက်ပြုတ်ပြီးလူတိုင်းကိုကြွေးမွေးခဲ့ပါတယ်။အေးနေတဲ့ရေးအေးနဲ့မိဖို့ကြောင့်လည်းပကံတွေကိုစီကြောပြီးစီနေတဲ့မိမိကသူတို့ပြောတဲ့အတိုင်းမတနာဒီအိမ်ရဲ့ကောင်းမွန်ပြီးတာဝန်ယူတတ်တဲ့ချွေးမမဖြစ်နိုင်ဘူးဆိုရင်ငါ့ပဲကောင်းတဲ့ချွေးမဖြစ်ရမယ်။အိမ်လုံးအားလုံးလုပ်မယ်။ရက်ကမာတွေကိုကူးဆိုင်မယ်။လေးစားမယ်။ ။ပကန်းတွင်စီပြီးနောက်မှာမိမိဟာသူ့အခန်းစီသွားပြီးအိပ်ပျော်သွားပါတော့တယ်။နောက်တနေ့မနက်မှလည်းအေးအေးတကြားတွေမနက်၄နာရီမှပဲမိမိကဆွဲတာဝတ်ပြီးမိဘကြောင့်ကိုရောက်လာကသမင်းပေါအိုးရင်းမှာဆန်ကိုထိတ်လိုက်ပါတော့တယ်။သမင်းပေါအိုးရဲ့လေးတန်းကြားတော့မတန်တန်တခါထပ်ပြီးနိုးလာပြန်ပြီး မနက်ခင်းကလိုပဲပေါ်ပေါ်ချုံပြီးတော့မျိုးလုံးမင်းမင်းနဲ့မိဘကြောင့်ကိုရောက်လာခဲ့ပါတယ်။ညီမဖြစ်သူမိမိကိုမုံနေနေတာတွေ့တော့ညီမရေနေ့တိုင်းပါလို့တလောက်စောစောမိဖို့ကြောင့်နဲ့လာနေရလဲ ဘာလို့ငါတို့အိတ်တောင်နောက်ဆက်နေရလဲလက်ထဲကစမတ်နာယီကိုကြည့်ရင်းနေမတန်နာကမနက်၄နာရီခွဲတာမရှိသေးဘူးနေရာအိတ်အေးထဲမှာကိုယ်တိုင်းလည်းမအိတ်ဘူးငါတို့လည်းအိတ်ခွင့်မပေးဘူးကျမလှုပ်လှုပ်နေရပါအမကြီးတာဝန်တွေကိုထမ်းဆောင်နေရပါမဟုတ်ပါဘူးညီမလှုပ်နေတာအမကြီးထွက်ပြေးထားတဲ့အလုပ်တွေနဲ့တာဝန်တွေလေကျမအမလို့တာဝန်တွေကနေရှောင်မပြေးဘူးအခုငါဘာလုပ်နေလဲဆိုတာနားလည်မှာမဟုတ်ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့နားလည်လာလိုက်မယ် ညီမရဲ့မိသားစုဝင်တွေကသူတို့ရဲ့အလုတ်တော်ဝင်အားလုံးညီမပခုံးပေါ်တင်မေးတဲ့အခါပေါ့အမေကအမကြီးကြောင့်အကုန်ပြောပြထားတယ်။ကျမအမကြီးလို့ပြေးနာမဟုတ်ဘူး။အလုတ်ကိုလည်းမကြောက်ဘူး။အမကြီးတရားနေသွားပါ။အမကြီးအိတ်ချိန်ကိုရယူပြီးဖြစ်ဖြစ်ကျမအလလုတ်ပြစေ။ကောင်းပြီလေ။ငါးနှစ်ကိုရှင်းပြဖို့ကြိုးစားခဲ့တာပဲ။ဒါပေမဲ့နင်နားမလည်ခဲ့ဘူး။ဒါဆိုအချိန်ကပဲနင်ကိုရှင်းပြပေးလိမ့်မယ်။မိမိကိုစိတ်ရှုပ်ထွေးအောင်လုပ်ပြီးနောက်မတန်တန်တခါတူအခန်းကိုပြန်သွားပြီးအိပ်ပျော်သွားပါတော့တယ်။ မိမိလည်းပဲမိဖို့ကြောင့်လေးမှသူ့အလုပ်တွေကိုဆက်လုပ်နေခဲ့ပါတယ်။နောက်ထပ်ရန်နေငယ်လောက်ကြားတဲ့အထိအားလုံးအဆင်ပြေခဲ့ပါတယ်။မိမိချက်ပြုတ်တာမှန်သမျှကိုမိသားစုဝင်တွေအားလုံးလည်းတိတ်တိတ်ဆိတ်ဆိတ်စားခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့မိမိမနက်၄နာရီမှနိုးပြီးအေးတန်ကြောင် တုံရင်နေရင်းနဲ့ပဲမိဖို့ကြောင့်ကိုသွားခဲ့ပါတော့တယ်။မနက်9နာရီလောက်မှတော့ဟင်းလျာတွေအားလုံးဒီပါချက်ပြုတ်ပြီးသွားပြီပေါ့။အဲဒီခါမှသူ့ရဲ့ရောက်ခမအမခင်မောနဲ့ခေအိုတို့က အပူပိစံရဲ့အနှွေးတန်ထင်းမှာထိုင်နေကြပါတော့တယ်။ချွေးမငယ်လေးဒီနေ့မနှက်စာအတွက်ခောက်ဆွဲလေးချက်ပေးပါနော်။နေ့တိုင်းဒီဟင်းတွေစားတာပြင်းလာပြီ။အခုသူကအစ်တစ်ခုကိုတောင်းဆိုနေပြီပေါ့။ကျမအတွက်လည်းဒီနေ့ဆန်ဒွိချ်လေးလှုပ်ပေးနော်။မမီငါဒီနေ့အာလူပလာတာစားရင်လည်းမဆန်းရတာကြာပြီ။ချွေးမလေးအဖေအတွက်လည်းဒီနေ့ကော်ဖီပလာတာလေးလှုပ်ပေးပါဦး။ဆောင်းတွေမှာပူပူနွေ့နွေ့ချက်သွင်းကြောစားရရင်ရတာရှိမှာပဲ။ မိဖို့ကြောင့်ပါရဲနေတဲ့မိမိကလူတိုင်းရဲ့တောင်းဆိုသံတွေကိုကြားပြီးအင်းလျာတွေကအားလုံးဒီပါအစင်းနှင်းဖြစ်နေပြီဒါပေမဲ့အားလုံးကပြောလာတော့လဲကျမတောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးပါမယ်မတန်တာကသူ့ခဲနဲ့မှ စောင့်ချုံပြီးအိယာပေါ်လှည့်ရင်းနဲ့မိမိရဲ့စကားကိုနားထောင်လိုက်ပါတယ်ဒီလူတွေရဲ့တောင်းဆိုမှုတွေစလာပြီးငါဘလို့ပဲဖြစ်ဖြစ်အသက်ရှင်နေနိုင်သေးတယ်မနက်၄နာရီထမင်းချက်တဲ့ညီမလေးကသူတို့စီကနေဘလို့ထွက်ပြေးမလဲငါအံ့ဩမိတယ် မိမိဟာမနက်၄နာရီထပြီးတော့ဟင်းသီးဟင်းရွက်ချပါတီပူဒီနဲ့ထမင်းတွေကိုချက်ပြုတ်ပြီးနောက်အီးရန်ကြားထဲမှာအိတ်ချင်းစိတ်ကိုထိန်းချုပ်ရင်းခေါဆွေဆန်ဝစ်အာလူပလာတာကော်ဘီပလာတာကြက်တန်ကျော်တွေကိုထက်ချက်ပြီးမနက်၉နာရီမှာခန်းမတွေမှာထိုင်နေတဲ့မိသားစုဝင်တွေအားလုံးကိုကျွေးမွေးလိုက်ပါတော့တယ်။ထွေးမလေးဒါအီးရတာမရှိလိုက်တာစားထည့်ဖို့မိတ်သွားလားမမိတ်ပါအမေကျမစားထည့်ထားပါတယ်ဒါပေမဲ့ရောက်ခမကချက်ချင်းမိတ်သတိထွေးထုတ်လိုက်ပြီး စားပြီးတော့ငါပစက်အရသာတော့ပြတ်သွားပြီမဆွေဆွေကလည်းဆန်ဝစ်တကိုက်စားပြီးတော့သတိထွေးလိုက်ပြီဒီပေါင်မောင်ကနည်းနည်းပဲနီးစက်တယ်ကျမရေခဲတက်တာတွေကပေါင်မောင်ထုတ်ပြီးလောက်ခဲ့တာပဲကိုမျိုးမင်းကအကျက်တုံကျော်စားပြီးရဲ့အခါမှာဒီကျက်တုံကျော်တွေကအရင်ဆက်လိုက်တာကိုမင်းမောင်နဲ့ဦးစိုးလင်းတို့ကအာလူးနဲ့ဂိုဘီပလာတာစားပြီးနောက်ချွေးမလေးဒီဂိုဘီပလာတာကနမေပဲရှိတယ်ဂိုဘီလည်းမပါဘူး ပြီးတော့အာလူပလာတာထဲမှာလည်းအာလူမရှိဘူးချွေးမငယ်လေးမနေ့အထင်မင်းအစားတော့ကောင်းကောင်းချက်ခဲ့တာဒီနေ့ဘာဖြစ်သွားလဲပျော်စမ်းအမေကျမမနက်လေးနိုင်တော့ပြီးဟင်းလျာကလုံးဒီပါချက်ခဲ့တာဒါပေမဲ့အမေတော့ထပ်ပြီးတောင်းဆိုမှုတွေလုပ်လာတယ်ဒါကြောင့်တယောက်တည်းအလင်းစလို့လုတ်ခဲ့ရလို့ဟင်းခတ်မွေးကြံတချို့ဟိုဟိုတီတီရောက်ကုန်တာပါပြဿနာမရှိပါဘူးချွေးမငယ်လေးဒါမဲ့နောက်တစ်ခါဒီလိုအမားမျိုးမဖြစ်အောင်တော့တတိထားပါ ဒီချိန်ပါပဲမတ်တန်နာကလည်းကြားကင်းဝစ်ပြီးတော့အဲ့ဒီကိုရောက်လာခဲ့ပါတယ်။ညီမညီမတင်းနဲ့လူတိုင်းရဲ့တောင်းဆိုမှုတွေကိုဖြည့်ဆည်းပေးခဲ့ပြီးအမတောင်းဆိုချက်ကိုမဖြည့်ဆည်းပေးတော့ဘူးလား။ပြောလင်မကြီးအမကြီးရဲ့တောင်းဆိုချက်ကပါလေ။ညီမနင်မနဲ့လေးနိုင်ထားခဲ့တာအရင်ကပင်ပန်းနေပုံရတယ်။နင်အခန်းကိုသွားပြီးနည်းနည်းအိတ်လိုက်ပါအောင်။လှုပ်ဆရာလှုပ်တဲ့အများကြီးကြံသေးတယ်အမကြီး။ကျမခုနားလို့မရသေးဘူး။ကြည်စံနင်ကဘလောက်တောင်တာဝန်မရှိတတ်တဲ့ချွေးမလဲ။ ။ "तू อ่ะနှစ်ခုလောက်လုပ်ပြီးပင်မန်းသွားတဲ့နှစ်လို့မဟုတ်ဘူး။မနေ့လေးနိုင်ကလေးကနိုးနေတဲ့မိမိဟာလူတိုင်းအကြိုက်ဆုံးစားစရာတွေကိုထပ်ပြီးချက်ပြီးတဲ့နောက်မှာတော့တပြက်စီးလေတာ၊ကျန်းတိုက်တာ၊အဝိရှောတာနဲ့ပကန်းစီးတာတွေကိုတယောက်ထဲလောက်ရလို့နားမကြေမရပါဘူး။နေလေးစားချက်ပြုတ်ဖို့လည်းအချိန်မရခဲ့ပါဘူး။ဒါကြောင့်နေလေးမှာမိမိကမနေ့ကချက်ထားတဲ့ပင်ဟင်၊ထမင်း၊အာလူပင်ဟင်၊ချာပါတီနဲ့ ဟင်းရွက်စင်းတွေကိုမတန်နာကလွေးပြီးကျင်းနေသူတွေအားလုံးကိုစပွဲပေါ်မှာပြန်နှွေးပြီးတော့ကျွေးခဲ့ပါတော့တယ်။ဟင်းရွက်နဲ့ချပါတီစားပြီးနောက်ဒေါ်စိုးမြနဲ့ဦးစိုးလင်းတို့ကလည်းချွေးမငယ်လေးဒီဟင်းရွက်ထဲမှာစားအရင်များပြီးတူးနေတယ်။ချွေးမငယ်လေးဒီဟင်းရွက်ထဲမှာငရုတ်တိအရင်များနေတယ်။ပဲဟင်းကိုကြည့်ပြီးမဆွေဆွေကပဲဟင်းကိုဒီနေ့နှစ်ခါစီတက်ထားလာရင်ပဲဟင်းထဲမှာစီဘလောက်တောင်များနေလဲ။ ဒီခါမှာမိမိကတတိယလိုက်ပါတော့တယ်။ဟဲ့ငါအဲ့ချင်မူတူနဲ့ဟင်းရွက်တွေနှွေးရင်စားနဲ့ငှက်ကောင်းထက်ထက်မိပြီးပဲဟင်းကိုစီတက်တာနှခါလုံးမိရပဲ။မိမိဒီနေ့မင်းဘာတွေလှုပ်ထားတာလဲ။အစားတောက်တွေကိုဘယ်လိုခြံထားတာလဲ။ညှော်လင်ထားတာတွေအကုန်လုံးပြန်စည်းတော့ပါပြီ။ဒီနေ့ပင်မလို့အမားလုံးမိသွားတာပါ။နောက်တစ်ခါတတိထားပါမယ်။ချွေးမလေးမနက်ခင်းကမင်းဒီလိုပဲလုပ်ခဲ့တာပဲမင်းအာယုံဆိုင်မှုကဒီရက်ပိုင်းဘေးရောက်နေလေ အလုံးရဲ့စကားတွေကြောင့်စိတ်ပြတ်သွားပြီးအလုပ်တွေကြောင့်ပင်မဲနေတဲ့မိမိဟာအဲ့ဒီမှာဘာမှမစားဘဲအပေါ်တက်ပြီးတော့နေပူစာလှုံခဲ့ပါတယ်။သူ့ရဲ့အမကြီးမတန်နာကလည်းနေပူထဲမှာထိုင်နေတာတွေ့တော့သူကအနေငယ်စိတ်သက်သာရရှားသွားပါတော့တယ်။ကျမကအလုပ်တချို့လုပ်တော့မယ်။စောင်းရတီမှာနေပူထဲထိုင်ရတာတော့ဘယ်ဟာမှကောင်းတာမရှိဘူး။အမကြီးကတကယ်ကံကောင်းတဲ့သူပဲ။တနေကုန်နားတယ်။အိမ်လို့ဘာမှမလုပ်ဘူး။လူတွေဘာပြောမလဲ။ဘာထင်မလဲဆိုတာမစင်စားဘူးလားယင်။ညီမ လူတွေကတခုမဟုတ်ခုတော့ပြောနေမှာပဲပြောတာလူတွေရဲ့အလုပ်ပဲလေသူတို့ငါဘာလို့ပြူးဆိုင်ရမှာလဲငါစိတ်တိုင်းကြပဲငါနေချင်တယ်မတန်တော့သူညမကိုပြန်ပြောပြီးအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်အမကြီးထွက်သွားပြီးတဲ့နောက်မိမိဟာအနီးနားကထိုင်ကုန်တစ်ခုပေါ်ထိုင်ပြီးအဲ့ဒီရန်ကြားတွေနေရဲ့နှွေးထွေးမှုကြောင့်အိပ်ပျော်သွားပါတော့တယ်ညနေ9နာရီမှာသူရောက်ခမဒေါ်စောမြကလာနှိုးတော့မှနှူးလာခဲ့ပါတယ်။ချွေးမငယ်လေးထပါအောင်ညနေရောက်နေပြီ ဒီညညစာမချက်တော့ဘူးလားအမေကျမတင်နေရမ်းပင်ပန်းနေပြီဒီနေ့ညစာချက်ဖို့အမကြီးကိုခိုင်းလိုက်ပါချွေးမလေးရဲ့ तू ကဘလောက်တောင်ပြင်းလဲဆိုတာသမီးလည်းသိရပါပဲငါပြောတော့ तू လုံးဝနားမထောင်ဘူးအဲ့ဒါမင်းကိုတတ်သိပြမယ်ချွေးမကြီးတန်နာအမေဖို့ရေတစ်ခွက်ယူခဲ့ပါဦးမတန်တော့ကသူခင်းနေမှာ ဖုန်းနဲ့ဗီဒီယိုကြီးကြည့်နေရင်အမေအမေကိစ္စတွေကိုအမေကိုယ်တိုင်ပဲလုပ်တဲ့နေတခြားသူတွေမခိုင်းသင့်ဘူးကျမအမေခိုင်းတာမလုပ်ပေးနိုင်ဘူး ေါ်စောမြကအပေါ်ကထိုင်ကုန်းမှာထိုင်နေတဲ့မိမိကိုချွေးမလေးမင်းရဲ့အမကြီးကဘလို့လဲဆိုတာမင်းတွေ့လား तू ငါ့ကိုရေတစ်ခွက်တောင်မပေးနိုင်ဘူးပြီးတော့ဘလို့ပြန်ပြောလဲဆိုတာကြည့်စမ်းဟုတ်ပါတယ်မေဒါပေမဲ့အမကြီးကဘာလို့တီလို့လောက်တာလဲမိခိုးနဲ့မေးတာရက်တော့ကြည့်စမ်းလေကဘလောက်တောင်အေးနေလဲမင်းအေးမိသွားလိမ့်မယ်အရင်ဆုံးအောက်ကိုဆင်းကြည့်စမ်းချွေးမငယ်လေးမင်းအမကြီးလိုမဖြစ်စေနဲ့မင်းကဒီအိမ်ရဲ့ချစ်ရတဲ့ချွေးမပဲ ိမိဟာယောက်ျားမရဲ့ချီးကျူးတဲ့ကြောင်ပျော်ရွှင်သွားပါတော့တယ်။အမေစိတ်မပူပါနဲ့။အမေရဲ့ချွေးမငယ်ကဘတော်မှအမေကိုရှက်ရအောင်လှုပ်မှာမဟုတ်ဘူး။အခုကျမထမင်းချက်လိုက်မယ်။မဟုတ်ရင်ဒီနေ့ပထမဆုံးချိန်နောက်ကျသွားလိမ့်မယ်။တောင်ပြောပြီးတော့မိမိလည်းမိဖို့ကြောင့်စီကိုတွားလိုက်ပါတော့တယ်။မြမအရာသာရှိတဲ့စားစရာတွေကျွေးပြီးနောက်မှာမိမိသူ့ခန်းစီတွားပြီးဂရင်ပေါ်လှိမ့်လိုက်တာနေပဲချက်ချင်းအိပ်ပျော်သွားပါတော့တယ်။ မနက်၄နာရီမှာမိမိကနိုးလာပြီးစင်တာနဲ့အုတ်ထုတ်ဝက်ကတခါမိဖို့ကြောင့်ကို သွားလိုက်ပါတော့တယ်။ဒီနေ့လူတိုင်းရဲ့ချီးကျူးတန်ကိုရဖို့ဘာတွေချက်ရမလဲ။ဟုတ်တယ်။စောင်းတွင်းမှာပူပူနွေ့နွေ့ပူသည်ဟင်းရည်နဲ့ပူရီယာအကောင်းဆုံးပဲ။မုံလာဥဟာလဝါလည်းချက်ရမယ်။မိမိကမနက်၇နာရီမှာမုံလာဥဟာလဝါပူရီနဲ့ပူသည်ဟင်းရည်တွေကိုချက်ပြုတ်ပြီးသွားပါတော့တယ်။ဒီခါမှာသူ့ရဲ့အမကြီးမတ်တန်နာကစပိန်ချပြီးစွဲတာဝက်ကမိဖို့ကြောင့်ကိုဝင်လာခဲ့ပါတယ်။ညီမရဲ့ နင်ပဲချင်းအိပ်ပြီးပဲချင်းကိုကိုကိုကယူဆိုင်လဲဆိုတာငါမသိတော့ဘူးစိတ်ထဲမှာလလောက်ချင်တဲ့ဆန္ဒရှင် အားလုံးပြီးမြောက်သွားတာပဲအမကြီး Okay okay ကောင်းတယ်လေပကံတလုံးလောက်ပေးပါအောင်ဒီအေးအေးတန်းကြောင့်ငါဆပင်တွေဘလောက်ခြောက်သွေ့နေလဲကြည်စမ်းဒီနေ့အိမ်မှာဆေးမြစ်တွေရောပြီးသေချာလုပ်မယ်ပြီးရင်ဆပင်ကိုလိမ့်မယ်မိမိစီကပကံလုံးယူသွားပြီးနောက်မတန်တာသူ့ခန်းကိုတွားလိုက်ပါတော့တယ်မိမိလည်းပုံမှန်အတိုင်းမင်းနဲ့စောစောချက်ထားတဲ့စားစရာတွေကိုခန်းမတွေမှာထိုင်နေတယ်ရောက်ခမအမ ခင်မုန်းနေခဲဦးတို့ကိုကျွေးမွေးလိုက်ပါတော့တယ်။ဘသူကများအစားတောက်ကိုတလောက်မြင်မြင်ချက်တာလဲ။အေးကုန်ပြီ။အခုပြန်နှွေးပြီးယူလာပေးဦး။ချွေးမလေး။စောင်းထဲမှာတလောက်မနှက်စောစောဘသူကအေးအေးခံပြီးစားလို့လေ။ပြီးတော့ဒီဟာရီချက်ဖို့ဘသူကပြောခဲ့လေ။ခဏလေးစောင်းမ။ကျမအစားတောက်ကိုနှွေးပြီးပြန်ယူလာခဲ့ပါမယ်။ကောင်းပြီ။ပြီးတော့ဟုတ်တယ်။အစားတောက်နှွေးပြီးကျမရဲ့ဝတ်စားတွေကိုလည်းမိဖို့တိုက်ပေးနော်။လူတိုင်းရဲ့တောင်းဆိုမှုတွေပြီးတဲ့နောက်မှာ မိမိကလည်းသူ့ရဲ့ခြောက်သွေ့နေတဲ့သပင်ကိုလိမ့်ဖို့နေပူထဲမှာအပေါတက်သွားပါတော့တယ်။သူ့ရဲ့အမကြီးမတန်တာကလည်းပကံလုံးနဲ့အိမ်မှာထိုင်နေတာကိုတွေ့ရပါတယ်။ညီမကောင်းတဲ့ချိန်ရောက်လာတာပဲ။ငါတီပေါ်မှာကြကြထိုင်နေခဲ့တာ။တယောက်ယောက်လာဖို့စောင့်နေတာ။အခုနေရောက်လာပြီဆိုတော့ဒီဟောင်ငါကောင်းပေါ်လိမ့်ပေး ਉ ။ပြီးမှငါနှင့်ကိုလိမ့်ပေးမယ်။ကျမအချိန်များမရှိဘူးအမကြီး။ကျမအမကြီးလို့အတော့မကြတဲ့သူမဟုတ်ဘူးလှုပ်ရှားလှုပ်တဲ့အများကြီးရှိတယ်ခဏလေးပါဟဲ့ ငါအလုတ်ကိုလှုပ်ပေးပြီးမှကို့အလုတ်ကိုလှုပ်ဆမ်းမှာမလှုပ်နိုင်ဘူးအမကြီးကျမကို့စပယ်မှာကိုလိမ့်ပြီးပဲသွားတော့မယ်ဘလို့ပဲဖြစ်ဖြစ်အမကြီးကပြင်းတဲ့သူဘသူမှလည်းလှုပ်တော့မလာဘူးလူတိုင်းကကျမကိုပဲခိုင်းတာတော်ပြီတော်ပြီနေရောက်လာပြီးတည်းကငါနေ့ကိုညီမဖြစ်တတ်မှတ်ပြီးဘာမှပြန်မပြောဘဲနဲ့หนีခဲ့တာဒါကြောင့်နေကငါ့အယူးလို့ထင်နေလားငါတီလို့ဖြစ်နေတာဘာကြောင့်လဲဆိုတာနင်သိရောသိရလားယင်ဒီလူတွေငါ့ကိုဘာလုပ်ခဲ့လဲဆိုတာကျမဘလို့လုပ်ပြီးသိနိုင်မှာလဲ ဒါဆိုရင်နားထောင်ငါဒီအိမ်ကိုချွေးမသေးဖြစ်ရောက်လာတော့နှင်းလိုပဲကောင်းတဲ့ချွေးမဖြစ်ဖို့ကြိုးစားခဲ့တယ်။နှင်းရောညပါမကြည့်ပဲလူတိုင်းရဲ့တောင်းဆိုမှုတွေဖြည့်ဆည်းပေးခဲ့တာ။ရောက်ခမအိမ်ကိုရောက်ပြီးကိုကိုကိုတော့မိခဲ့တယ်။မနဲ့နေ့လည်ညအလုပ်ပဲအလုပ်လုပ်ရင်းအောင်တေချာငင်းငင်းမစားနိုင်ခဲ့ဘူး။ဆောင်းရသေးရဲ့ပထမဆုံးလီအီလီတွေကအအေးတဲ့ရဲ့တရင်ကိုပြီးခဲ့တယ်လို့ပါပဲ။အအေးမိတဲ့ခံစားမှုနဲ့အတူတည့်ရမှာတော့သူဟာမိဖို့ကြောင့်နဲ့မှမနဲ့စားပြင်ဆင်နေတော့ ဒေါဆုံးမြကဟီတာကိုကင်ပြီးသူ့ခင်းထဲမှာရက်နေခဲ့ပါတယ်။ချွေးမလေးဂီတာဘာဖြစ်သွားလဲကြည့်ပါအောင်ကွယ်မပူတော့ဘူး။မိဘကြောင့်တို့ကိုရက်ပြီးတော့မတန်နာကသူ့ယောက်ကမရဲ့ခန်းကိုသွားတော့သူကဟီတာကိုပြလိုက်ပြီးဒီနေ့အေးတယ်အမေယောက်ျားရေနွေးနဲ့ရေချိုးရမယ်။ဒါပေမဲ့ဟီတာလုံးဝမပူ။ကျွန်မအခုပဲပြင်ပေးလိုက်ပါမယ်အမေ။မတန်နာကဒေါဆုံးမြစီကဟီတာကိုယူပြီးပလက်ကိုဖြုတ်လိုက်ပါတော့တယ်။ ကျော့အမေအခုဒီဆက်ကအလွတ်လောက်တော့မယ်ဤတာကိုပြင်ပြီးနောက်မှာမတ္တနာမိဘကြောင့်ကိုပြန်လာပြီးဒေဦးရင်းမှာအာလူကျော်ရီကိုစတင်ကြုံနေခဲ့ပါတယ်ဒီခါမှာသူ့ရဲ့အမက သူ့ခင်းနဲ့ကဂရင်ပေါ်မှာထိုင်နေရင်ရေနွေးတစ်ခွက်လောက်ပူအောင်လုပ်ပြီးရှူလာပေးပါဦးမတ္တနာကရေကိုနှွေးပြီးဖန်ခွက်ထဲထဲကမဆွေဆွေခန့်ကိုယူသွားလိုက်ပါတော့တယ်ရေခွက်ကိုယူပြီးတော့မဆွေဆွေကရှင်နွေးတစ်ခွက်နွေးဖို့တလောက်တောင်အချိန်ယူရတာလား ။မဆွေဆွေကိုရေးပေးပြီးတဲ့နောက်မှာမတန်နာလေးတစ်ခါမိဖို့ကြောင့်ကိုပြန်သွားပါတော့တယ်။ဒီခါမှာအာလူကျော်လေးလည်းမိကျွမ်းသွားပါတော့တယ်။အခုဘာလုပ်ရမှာလဲ။ဒီချိန်မှာပဲကိုမျိုးမင်းကသူ့ခန်းထဲကဗီဒီယိုတွေမှာဖိုင်တစ်ခုကိုရှာနေပါတော့တယ်။တနော်လာငါဖိုင်ကိုရှာပြီးပါအောင်ငါမတွေ့ဘူးမိဖို့ကြောင့်မှစိုးရင်လကြည်ရက်နေတယ်မတန်နာကကို့အလောက်ကိုလှုပ်ပါအောင်ကျမတယောက်တည်းအမြဲတမ်းဘလို့လှုပ်နိုင်မှာလဲ ဒီခါမှာသူ့ရဲ့မလေးကိုမင်းမောင်ကခန်းမထဲမှာထိုင်နေရင်မိုင်းမနေ့စာဘလောက်ကြောင်းပါလဲဒီနေ့စောစောရုံးသွားရမယ်မိဖို့ကြောင့်မှရက်နေတယ်မတန်တာကလူတိုင်းရဲ့စကားတွေကိုကြားပြီးစိတ်တူလာပြီးတော့ကျွမ်းနေတဲ့အာလူကျော်လေးကနေအာလူမုံတွေလှုပ်ဖို့အတွက်စတင်ခဲ့ပါတယ်ဒီခါမှာတော်စောမြဦးစိုးလင်းမဆွေဆွေကိုမင်းမောင်နဲ့ကိုမျိုးမင်းတို့ကတယောက်ပြီးတယောက်ခန်းမထဲမှာစူဝေးခဲ့ကြပါတော့တယ်ဟေ့ချွေးမလေး ဒီနေ့မနက်စာမရှိဘူးလားမနက်9နာရီကြော်တာတော့မချက်ရသေးဘူးလားစိတ်လှုပ်ရှားနေတဲ့မတ္တနာကအာလူမုံတွေကိုခရင်ကျင်သည့်အချင်းနဲ့ပကံတစ်ခုတည်းထည့်ပြီးလူတိုင်းကိုကျွေးမွေးလိုက်ပါတော့တယ်အာလူမုံစားပြီးနောက်မှာတော့ကျွေးမလေးညင်ပါလှုပ်ထားရလဲမနက်မှနင်းလှုပ်ရတာတခုပဲရှိတာကောင်းကောင်းမလှုပ်နိုင်ဘူးလားဟင်မိဖို့ကြောင့်ထဲမှာနင်ပါလှုပ်နေရလဲနင့်အာယုံတွေကဘမလဲနင်အာလူမုံကြော်တွေမိကျွမ်းအောင်လှုပ်လိုက်တယ်လေတန်တော့နင်အလုပ်တခုတော့ကောင်းကောင်းမလှုပ်နိုင်ဘူး ငါဖိုင်ကိုလည်းမရှာနိုင်ခဲ့ဘူး။မနေ့စာကိုလည်းကောင်းကောင်းမပြင်ဆင်ခဲ့ဘူး။ဒီနေ့ငါတယောက်ထည့်ယုံသွားပြီးတော့အလုရှင်ရဲ့စူပူတန်တွေကိုနားထောင်ရတော့မယ်။ကျမမှာလက်နှစ်ဖက်ပဲရှိတယ်။လေးဖက်မရှိဘူး။ကျမမိဖို့ကြောင့်လည်းမနေ့စာပြင်ရမယ်။ပြီးတော့ရှင်တို့ရဲ့အလုအားလုံးလည်းလှုပ်ရမယ်။တပြိုင်နက်တည်းလေးခုလှုပ်ရင်တခုတလေကတော့ပျက်စီးသွားမှာပဲလေ။ချင်းပါလေ။တမိကအခုအကြောင်းပြချက်တွေပေးမနေနဲ့တော့။ဒါရီအားလုံးကတမိပြင်းလို့အကြောင်းပြနေတာကြီးပဲ။ငါလည်းတခါချွေးမှပါဟဲ့။ နှင်းရခင်ပေါ်နဲ့နှင်းမက်ကိုလည်းကျူးဆိုက်ရတယ်။အိမ်အလုံးအားလုံးလည်းလှုပ်ခဲ့တယ်။ငါရောက်ခမဒါမှမဟုတ်။ရောက်ခမရဲ့ဆွေမျိုးတွေကိုဘတော်မှအပြစ်ပြောစရာအခွင့်အရေးမပေးခဲ့ဘူး။မနှက်စာတော့မပြင်ဆင်နိုင်တာနှင်းတယောက်ပဲရှိရဲ့သိလား။ကျမနှစ်ပေါင်းများစွာအိမ်လှုပ်တွေအားလုံးတယောက်တည်းလုပ်နေခဲ့တာ။ဒါပေမဲ့ကျမကိုလုံးဝတန်ဖိုးမထားကြဘူး။ဒါဆိုကောင်းပြီလေ။ဒီနေ့အစားပြီးကျမစိတ်ဆန္ဒအတိုင်းပဲလှုပ်တော့မယ်။ကျမလှုပ်ချင်တဲ့အချိန်ပေါ့။ မတန်နာဟာသူ့ရဲ့ဇနန်းကိုမိမိကို ပြောပြလိုက်ပါတော့တယ်။အဲ့ဒီလိုဟေ့အဲ့ကလေးကငါလှုပ်ချင်တာပဲလှုပ်တယ်။ငါ့အောင်တန်ဖိုးမထားတဲ့သူတွေအတွက်စူးစမ်းအားထုတ်နေစရာမလိုပါဘူး။ငါနေ့ကပထမဆုံးနေ့တည်းကတောင်ရှင်းပြဖို့စူးစမ်းခဲ့တာပဲ။ဒါပေမဲ့အမကြီးရဲ့ရကမအိမ်မှာဒီလိုဖြစ်တာပုံမှန်မှတ်လား။ဖြစ်ရမယ်။ဒါပေမဲ့ဒီမှာနင့်ပါပဲလှုပ်လို့လူတွေကနင့်ကိုပိုပြီးပဲအလောက်ခိုင်းလိုက်မယ်သိလား။ဒါဆိုရင်အမခင်ပွန်းကရောဒီလူတွေဘာမှမပြောဘူးလား။ သူကဘာပြောမှလဲညီမရဲ့အဲ့ဒီညီကိုနှစ်ယောက်လုံးကသူတို့မိဘတွေအရန်လေးစားတော့မှန်တော့မှန်တယ်မှားတော့မှားတယ်လို့မပြောနိုင်ဘူးလေသူ့အမကြီးနဲ့စကားပြောပြီးရင်တော့မိမိဟာသူ့ရဲ့ယောက်ကမတွေသူ့ကိုဘလို့ဆက်ဆံခဲ့လေဆိုတာပထမဆုံးအချိန်သိခဲ့ရပါတယ်ဒါပေမဲ့သူကတော့သူ့အလုပ်ကနေနောက်ပြန်မဆုတ်ခဲ့ပါဘူးနောက်တနေ့မနက်မှလေးပဲတခါမနက်၄နာရီမှပဲမိမိဟာအေးအေးတဲ့ကြားတွေအနှွေးတွေတွေဝှက်ပြီးမိဘကြောင်မှချက်ပြုတ်ဖို့ပြင်ဆင်နေတော့ သူ့ရဲ့အမမဆွေဆွေကစောင်းချုံပြီးအဲ့ဒီကိုရောက်လာပါတယ်။ဒီလိုအေးနေတော့မနဲ့မှာဘာလို့ငေါ့နိုးတာလဲ။ဘာလို့မနဲ့လေးနိုင်မှာချက်ပြုတ်တာစနေပြန်တာလဲ။အမကြီးကျမတို့ကမနဲ့အစောကြီးနိုးပြီးထမင်းချက်တဲ့အကျင့်ရှိတယ်။အခုနင့်အကျင့်ကိုပြောင်းလိုက်ပါတော့ဟဲ။နေရောက်လာပြီးတည်းကငါဘဝကိုငရေဖြစ်အောင်လှုပ်လိုက်တာ။အေးထဲမှာကောင်းအောင်မအိပ်နိုင်ဘူး။မဆွေဆွေကမိမိကိုစူပူပြီးမိဖို့ကြောင့်ကနေထွက်သွားလိုက်ပါတော့တယ်။ မိမိဟာခန်းမာရီမှာသူ့ရောက်ခမရဲ့စူပူတန်တွေကိုလည်းနားထောင်ရပြန်ပါတယ်။ချွေးမငယ်လေးဒီနေ့အစပဲမင်းကမဆွေဆွေနဲ့စကားများရင်အမေစိတ်တကယ်ဆိုးမှာနော်။အမေကျမအိမ်လုံအားလုံးတယောက်တည်းလောက်တာဒါတော့အမေကကျမအဖြစ်ပြောနေတယ်။ဝမ်းနေနေတဲ့မိမိဟာတခါပြန်ပြီးအပေါကိုတက်သွားလိုက်ပါတော့တယ်။သူခင်မုံကိုမင်းမောင်နဲ့အမကြီးမတန်တာတို့နေပူရဲမှာထိုင်နေကြပါတယ်။ကိုမင်းမောင် ရှင်အမေတို့အဖေတို့သွားပြီးအမကြီးနဲ့ကျမကိစ္စကိုရှင်းပြရင်ပါမှားသွားမှာမလို့လဲရင်အမေကကျမတို့စက်တိုက်အပြစ်ပြောနေရလေ။အာနင့်ကိစ္စကိုပါမှမပြောနိုင်ဘူး။ဒါကိုပြောပြီးတော့ကိုမင်းမောင်လေးအေးကနေထွက်သွားလိုက်ပါတော့တယ်။ညီမလေးငါနဲ့ကိုဒါပဲပြောနေတာ။ကျမမခံနိုင်တော့အမကြီးဒီလိုဆက်ဖြစ်နေတော့ကျမတို့မိဘအိမ်ကိုသွားတော့မယ်။နင်ငါ့ကိုထောက်ခံရင်ဒီလိုတွေစီကန်းရှိလာလိမ့်မယ်။ပြီးတော့ငါတို့လည်းလေးစားလာလိမ့်မယ်။ကျမတို့ဘာလုပ်ရမလဲ။ အနားယူရုံပဲရှိတယ်။ဘာမှမရှိဘူး။နားမလည်ဘူးအမကြီး။မတ္တနာကသူ့ရဲ့အစီအစဉ်ကိုမိမိကိုရှင်းပြလိုက်ပါတော့တယ်။အမေရေကျမအဖျားတရလေးဒီဂရီရှိတယ်။အစီအစဉ်အတိုင်းမိမိကသူ့ခန်းစီသွားပြီးစောင်းချုံပြီးတော့လှိမ့်နေလိုက်ပါတယ်။သူ့မိသားစုဝင်တွေအားလုံးမိမိရဲ့အခန်းထဲမှာရပ်နေကြပါတယ်။ချွေးမငယ်လေးရုတ်တရက်ဘာဖြစ်သွားလဲ။ဟုတ်တယ်အမေကျမအဖျားတရလေးဒီဂရီရှိတယ်။ ဖျားရင်အိမ်လောက်ကိုဘသူကလောက်တော့မှလဲကျွန်မမထနိုင်တော့ဘူးအခုအမကြီးပဲဒီအိမ်ကိုစီမံခန့်ခွဲရတော့မယ်ကျွန်မစီကဘာမှမမျော်လင့်ပါနဲ့ကျွန်မအိမ်လောက်တွေဆက်မလုပ်နိုင်အောင်တခြားဘသူလောက်ချင်လဲလောက်ပါစေချွေးမလေးငါတို့မင်းစီကဘာမျော်လင့်ချက်မှမရှိပါဘူးအခုမင်းရောက်ခမနဲ့အမကြီးဒီအိမ်မှာရှိတယ်သူတို့နှစ်ယောက်ပေါင်းပြီးရန်နေငယ်အိမ်ကိုစီမံခန့်ခွဲလိမ့်မယ်အိမ်နေမိဖို့ကြောင့်နေမှာနီးလေသားကပင်ဟင်းထမင်းဟင်းရွက်ချပါတီနဲ့ဟင်းကြိုတွေဖြစ်ပါတယ် မတန်တာနဲ့မိမိရဲ့ရောက်ခမနဲ့အမကြီးတို့ကချက်ပြုတ်ပြီးထမင်းစားခဲမှာထိုင်နေတဲ့လူတိုင်းကိုကျွေးမွေးလိုက်ကြပါတော့တယ်။မိမိကစားအောက်ကနေတုံရင်နေရင်ချပါတီစားဖို့ကြိုးစားရင်းနဲ့ပြောလိုက်ပါတော့တယ်။အမေကဘာလို့တလောက်မာတဲ့ချပါတီလောက်ထားရလဲ။ဖဲလို့ကိုမရဘူး။ကျမတို့ကဒီလိုမာတဲ့မုံစားလို့မရှိဘူး။မတန်တာကထမင်းစိတွေကိုခြေလိုက်ရင်ကျမတီဆန်ကျန်းနဲ့အရသာမရှိတဲ့ဟင်းရွက်ကိုမစားဘူး။ကျမနေမကောင်းမဖြစ်ချင်ဘူး။ချွေးမလေး ။နောက်လုံးကဘာတွေပြောနေရလဲ။အမေနဲ့သမီးကတလောက်အပေမန်းခံပြီးချက်ထားတာ။အမေလက်တွေဟင်းချက်ဖို့အမွေးကြံကြိတ်ရနဲ့အခုထိပူနေသေးတယ်။ဒါအောင်နေတော့အစားတောက်ကိုမကောင်းပြောနေတယ်။အမေဘလို့ထင်လဲ။ပေမန်းခံပြီးအလွတ်လုပြီးမှအစားတောက်ကြောင့်မကောင်းပြောတော့ကြတော့အမေနဲ့သမီးနှစ်ယောက်လုံးခံစားရတာပေါ့။ကျမတို့တနေ့ခင်းလုံးအိမ်လုပ်တွေလုပ်နေတော့ကရှင်တို့အားလုံးတစ်ခုခုအပြစ်ရှာတဲ့အခါကျမတို့လည်းဒီလိုပဲခံစားရတယ်လေအခုမှပဲနားလဲတော့တယ်သမီးတို့ရဲ့စကားတွေနားထောင်ပြီ မီးတို့ကဘလို့ခန်းစားရလဲဆိုတာကိုရိုင်းတီလို့ဖြစ်သွားတော့မှပင်မန်းခံပြီးအလက်လောက်ပြီးမကောင်းတာတွေနားထောင်ရတဲ့အခါဘလို့ခန်းစားရလဲဆိုတာနားလည်သွားတော့တယ်ဒီနေ့အစပြီးငါတို့တရားဘသူမှနင်တို့နှစ်ယောက်စလုံးဆိုးဆိုးရွားရွားဆက်ဆန်တော့မှမဟုတ်ဘူးပြီးတော့မနက်၄နိုင်မှချက်ပြုတ်တာကိုလည်းဘသူမှမတားမြစ်တော့မှလားဟေးအေးတဲ့မှာငါတို့အေးရေးကိုနှောက်ရှက်မပေးပါနဲ့တော့သမီးပြောရင်အဖေမနှက်ကြမှာချက်ပြုတ်ပါမယ်ဒီလိုနဲ့ပဲသူ့အမကြီးရဲ့ဉာဏ်ပညာကြောင့် အဤရင်မှာမနေ့လေးနာရီချက်ပြုတ်တဲ့ညီမလေးဟာသူ့ရောက်ကမကိုလမ်းမှစီကိုခေါ်ဆောင်သွားနိုင်ခဲ့ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်